လူရသိတင်ကြမိတ်ကပ်ပြင်တာနဲ့ချမ်းသာတာချမ်းသာပါတယ်အဲ့တော့ဘယ်လောက်ထိချမ်းသာလဲဆိုတော့ကိုပိုင်အိမ်ထဲနေနိုင်တယ်အဲခုချိန်မှာနောက်ဆုံးပေါ်ကားစီးနိုင်တယ်အဲအဲ့ဒါကြီးကကြွားနေတာမဟုတ်ခင်ဗျကိုမိဘကိုအသက်ထင်ရှားရှိတဲ့အချိန်မှာလုံချင်းချမ်းနဲ့ဝမ်းနဲ့ထားပေးနိုင်ခဲ့တယ်အဲ့ဒါကျွန်တော်တို့ဘာနဲ့မှလဲလို့မရတဲ့ပီတိတစ်ခုပေါ့နော်ဘက်ကင်မှာ30ဆိုတာဘာမှတန်ဖိုးမရှိတော့ပါဘူးရှင်းရှင်းပြောရဲဖုန်းတစ်လုံးတောင်မှဟို iPhone မပြောနဲ့ iPhone နဲ့ ောက်ထပ် level တစ်ဆင့်နှိမ့်တဲ့ဖုန်းတွေဆိုရင်တော့မှာ30နဲ့မရတော့ဘောเนาะဥပမာ Samsung တို့တခြားဖုန်းတွေဆိုလို့ရှိရင်တော့မှာ30 40 50လောက်ထိတောင်ရှိနေတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင် handphone တစ်လုံးဝင်းကျင်လောက်တောင်မှတန်ကြီးမရှိပါဘူးအဲ့တော့ဖုန်းဆိုရင်တော့တုံးလိုက်ပြီးလို့ရှိရင်ပြတ်သွားတာပဲလေဒီ make up တင်တဲ့ကြီး30ဆိုတာကကိုဘဝတစ်လျှောက်လုံးအတွက်ခမင်းစားလက်မှတ်ရသွားမယ်တင်တဲ့ကုန်ကြားငွေလေးဖြစ်ပါတယ် ကျွန်တော်ကတော့ချမ်းသာခြင်းမိတ်ကက်တင်ဆိုတဲ့ခေါင်းစဉ်ကတော့ကျွန်တော်ဘွားရဲ့ကိုတွေ့ပါပဲအဲ့တော့ညီငယ်ညီမငယ်အကုန်လုံးလည်းကိုမိဘကိုကျေးဇူးဆက်ခြင်းနဲ့ချမ်းချမ်းသာသာနဲ့နေခြင်းနဲ့လူတန်းစိတ်နေခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီပညာလေးကိုအထင်မသေးပါနဲ့သင်ကြည့်ပါလို့ဒီ April လကနေစတင်မှာပေါ့နော်ပြီးတော့မိုးရင်းရောက်ရင်လည်းမိုးရင်းသင်တန်းလေးထပ်ပြီးဖွင့်သွားမှာပါသင်တန်းကြီးကိုတော့ကျွန်တော် basic to advanced လေးကိုတော့သိမ်းသက်သတ်မှတ်ထားပါတယ် မိကပ်ပညာကိုကျွန်တော်ဒီနယ်ပယ်တဲ့ကိုစဝင်တဲ့ချိန်တုန်းကပြမပြီးမှသင်တန်းရေလိုမတက်ဘူးခင်ဗျာအဲ့2008ခုနှစ်လောက်ကကျွန်တော်သပင်ညက်ဆိုင်ဖွင့်တော့ကျွန်တော်သပင်ညက်ဆိုင်မှာသပင်ညက်တဲ့ hair stylist ပေါ့နော်မခိုင်းနဲ့အဲမခိုင်းရသူကအဲ့လိုမိကပ်လေးလိမ့်တက်တယ်ပေါ့လိမ့်တက်တော့မဖြစ်မနေဖြစ်လာတယ်အဲ့တည့်ရက်ပေါ့ဟို customer တယောက်ကဆိုင်မှာခေါင်းလာလျှော်ရင်းနဲ့ ညားရတဲ့တင်တာသွားစရာရှိရဲမောင်လေးတဲ့ပြင်ပေးပါဆိုပြီးပြောတော့ကိုကနေပြောလဲအဲ့မနေ့ကအရန်ခင်နေတော့ပြင်ပေးဆိုတော့ဘလို့ပြန်မှမသိအဲ့နဲ့မခိုင်းလာအောင်ပေါ့နော်ဗာပြီးပါလိမ့်ရလဲပေါ့အသူ့မေးလိုက်တယ်မေးပြဲခါကျတော့အဲကိုကတက်တလောက်မှတ်တလောက်လုတ်ပေးလိုက်တယ်သဘောကျသွားပေါ့နော်ဟိုကိုကငငယ်လေးတည်းကလည်းအမှုပညာနဲ့ပတ်သက်လို့အမြင်ရရှိတယ်အလားပါလဲကြိုက်တတ်တဲ့လူမျိုးဆိုတော့လေအဲ့နဲ့ပဲအဲ့2008ဝင်ကြလာဒီလိုမျိုး YouTube တွေလည်းကြည့်လို့မရသေးအင်တာနက်တွေကမခက်ခက်မစားသေးဘူးပေါ့နော် အဲဘာလို့ ਆ လဲဆိုတော့မဂ္ဂဇင်းတွေထဲမှာလေဥမာတို့လိမ့်ချေပေးတဲ့အဲလိမ့်ပုံလိမ့်တွေအစင်းစင်းလေးတွေကိုကြည့်ရတယ်ပြီးတော့အဲ့ဒီအမကလည်းသူကမတ်မောင်းတဲ့ဂျပန်မှာနေတာဆိုတော့သူ့ကိုမှားလိုက်တယ်အမကနောက်တစ်ခါဂျပန်ကနေပြန်လာလို့ရှိရင်ဟိုမှာမိတ်ကပ်ပြင်တဲ့ကတ်တလောက်တွေရှိရယ်ယူလာခဲ့ပါဆိုပြီးအဲ့ဒါမှားတော့အဲ့ခါလေးကြည့်ပြီးတော့အဲ့ချိန်ကတင်ခဲ့ရတာပေါ့နော်အဲ့ဒါလေးနဲ့ပဲဟိုရဲ့ဒီပါရမီပေါ့ဖျားထည့်ပေးလိုက်တဲ့ပါရမီနဲ့ပေါင်းဆက်ပြီးတော့လောက်ကင်လာခဲ့တာ2000နဲ့ အဲ3ဝင်းကျင်လောက်ထိကိုကျွန်တော်တင်တန်းရေလိုမတက်ဘူးဒီလိုပဲ15နှစ်ဝင်းကျင်လောက်ထိကိုကျွန်တော်သတို့သမီးတွေရော customer တွေမင်းသမီးတွေရောအကောင်လုံးကိုလိမ့်ချေပေးခြင်းတည်းအချိန်တုန်းကကိုယ့်ရဲ့ဒါပါရမီနဲ့လိမ့်ချေပေးရအကောင်လုံးရဲ့သဘောကျကြဒါပေမဲ့ဒီပြီးခဲ့တဲ့တစ်နှစ်ကျော်ကျော်လောက်ကကျွန်တော်ခိုင်းမှာတင်တန်းလေးတစ်ခုထပ်ပြီးတော့တွားခဲ့သေးတယ်အဲ့ဒါပါလဲဆိုတော့နောက်ပိုင်းအဆင့်မြင့်နေတဲ့ဒီ product လေးတွေကိုဝယ်ဖို့တွားရင်းနေပေါ့เนาะအဲ သူတို့ရဲ့အယူအဆလေးတွေလည်းကိုကလေ့လာကျင်တယ်ပေါ့အဲ့ချိန်တော့လည်းကျွန်တော်ကအလုတ်ခဏနားထားတဲ့အချိန်ဆိုတော့အချိန်လေးပိုနေရနဲ့ပဲတင်တန်းလေးတစ်ခုတက်ကြည့်မယ်ဆိုတော့တက်ကြည့်ခဲ့တယ်ပေါ့နော်အဲ့ဒါပါလဲဆိုတော့ဒီမိတ်ကပ်ပညာဆိုတာကအမြဲတမ်းပြောင်းလဲနေရဲ့အဲ့ဒီပုံမှာကိုကလိုက်ပါပြီးတော့မပြောင်းလဲဘူးဆိုကိုကြံခဲ့မှလေအဲ့တော့ကိုတင်တန်းကိုအခုလာတင်မဲ့ကလေးတွေကိုလည်းအမြဲတမ်းပြောတာပါလဲဆိုတော့အခုကျွန်တော်တင်ပေးလိုက်တယ်နော်အဲ့ပညာနဲ့တစ်သလုံးရက်နေလို့မရအောင်ထပ်ပြီးတော့တို့လေးလာရမယ်တည်ထွင်ရမယ် ဓာတ်တွေလိုပဲခဏခဏသွေးနေရမယ်သွေးပါများမှထပ်မှာပေါ့နော်ကျွန်တော်ကတော့ကျွန်တော်ရခဲ့တဲ့အနည်း20သွေးကြုံတဲ့အကောင်လုံးကိုအိတ်သွန်ဖာမအကောင်လုံးတင်ပေးလိုက်မှာနောက်ပိုင်းထပ်ပြီးတော့ပြောင်းလဲလာတဲ့ခရီးစည်းကြောင်းကိုအမိလိုက်နိုင်ရမယ်အဲ product တွေကောင်းအောင်လည်းအသုံးပြုလိုအပ်တယ်ပညာဘလောက်ပဲကောင်းနေကောင်းနေအသုံးပြုတဲ့ကုန်ပစ္စည်းမကောင်းဘူးဆိုလည်းရုပ်ထွက်ကလှမှာမဟုတ်ဘူးအခုဒီဘက်ကင်းမှာရုပ်ထွက်လှဖို့အတွက် product တွေအများကြီးပေါ်လာပြီးပြီးတော့ဖုန်းနေနဲ့ရိုက်တဲ့အခါမှာဖုန်းကင်မရာရဲ့ resolution တွေကောင်းလာပြီးအဲ့တော့ကိုယ့်ရဲ့အပြင်လက်ရာ ကောင်းနေမှာကင်မရာထဲမှာအကုန်လုံးဒီသေးပေါ်မှာဆိုတော့လေအဲ့တော့အားလုံးကိုအဲလှစေခြင်းတဲ့အခါမှာကျွန်တော်ကအယူဆတဲ့အကုန်လုံးသင်ပေးမှာပေါ့နော်ဟိုကင်မရာထဲမှာရောက်ရင်ဘယ်လိုလှအောင်နိုင်ရမလဲ ရှိုးပွဲမှာဆိုလို့ရှိရင်ရှိုးပွဲအရာဘယ်လိုလင်ရမှာလဲရှူတင်သွားရင်ရှူတင်မိတ်ကပ်ဘယ်လိုလင်ရမှာလဲအဲ့ဒါအကုန်လုံးသိစားသင်ပေးမှာပါကျွန်တော်ကိုချစ်ကြတာကတော့အမှုပညာတိုင်ဝမ်မှာသရုပ်ဆောင်တွေရောမော်ဒယ်တွေရောအဆိုတော်တွေရောအကုန်လုံးကချစ်ကြခင်ကြတယ်ဆိုတော့လေအငြင်းတန်းကိုကြီးပြောတော့ဘာပဲလို့လို့ခေါ်တော့လုတ်ပေးမယ်နော်ကုန်ကြီးဘုတ်ဝိုင်းရံဘုတ်အစင်သင့်မယ်ဆိုတော့ဒါညီကုံမောင်တော်ကအရန်များတော့အရန်လည်းပီတီဖြစ်ရတယ်အခုကျွန်တော်တင်တန်းတင်မယ်ဆိုတော့ဟိုနေ့ရဆိုလို့ရှိရင်လည်းမပန်တို့ အဲကန္နဝင်းတို့ပေါ့နော်တွေ့တဲ့ခါကျတော့ပြောဘယ်နေလဲလာလိမ့်ပြီးမယ်လာလိမ့်ခံပြီးမယ်ပေါ့နော်အဲ့လိုမျိုးပေါ့ကိုလုံးမယ်ဆိုတာနဲ့ပြောစရာမလိုဝင်းရံဘုရားအသင့်ပဲပေါ့အဲ့တော့ဟိုတင်နန်းတင်နေဆိုတဲ့အခါမှာတင်နန်းသားတွေအနေနဲ့တကယ်ကိုနိုင်ငံကျော် မင်းသမီးတွေအမှုပညာရှင်တွေကိုအပြင်မှာကိုယ်တိုင်မြန်ဝါထင်းနေမြင်ရမယ်ပြီးတော့ကျွန်တော်တို့ဒီဒီတရုတ်ဆောင်တွေပေါ်မှာဘလို့တင်းချဲ့ပေးလဲဆိုတဲ့ဟာကိုတခြားလေးရှင်းပြပေးမယ်ဆိုတော့တို့တို့အတွက်လည်းအတွေ့အကြုံတွေအများကြီးရမယ်ပေါ့နော်ပြီးရင်သင်တန်းဆင်းတဲ့အခါကျရင်လည်းတို့တို့ကျွန်တော်တို့ကဒါ model တွေနဲ့တင်းချဲ့မှုတွေနဲ့စောင့်ပွဲစစ်တာမျိုးတွေ certificate ပေးတာမျိုးတွေခန်းခန်းနန်းနားလုပ်ပေးမှာဆိုတော့အရန်ကိုအဲ facility အပြည့်စုံနဲ့သင်ပေးမဲ့သင်တန်းဖြစ်ပါတယ်ဘက်ကင်မှာတိတ်နေဆဲဆိုတာဘာမှတန်ဖို့မရှိတော့ပါဘူးရှင်းရှင်းပြောရရင် ဖုန်းတစ်လုံးတောင်မှဟို iPhone မပြောနဲ့ iPhone နဲ့နောက်ထပ် level တစ်ဆင့်နှိမ့်တဲ့ဖုန်းတွေဆိုရင်တောင်မှ30နဲ့မရတော့ဘောเนาะဥပမာ Samsung တို့တခြားဖုန်းတွေဆိုလို့ရှိရင်တောင်မှ30 40 50လောက်ထိတောင်ရှိနေတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင် handphone တစ်လုံးဝင်းကျင်လောက်တောင်မှတန်ကြီးမရှိပါဘူးအဲ့တော့ဖုန်းဆိုရင်တော့သုံးလိုက်ပြီးလို့ရှိရင်ပြတ်သွားတာပဲလေ ဒီဘိတ်ကတ်တင်တဲ့ဈေးသိန်း30ဆိုတာက ကိုဘဝတစ်လျှောက်လုံးအတွက်ထမင်းစားလက်မှတ်ရသွားမယ်တင်တန်းကုန်ကြငွေလေးဖြစ်ပါတယ်အဲ့တော့သုံးကျုံလိုက်ရင်တော့ဒီ30ဆိုတာကလည်းတစ်ရက်သေးလဲကုန်ကြီးကုန်သွားနိုင်ခဏလေးတွင်လဲကုန်ကြီးကုန်သွားနိုင်တယ်ဒါပေမဲ့ဒီဘိတ်ကတ်တင်တဲ့ဈေးသိန်း30ဆိုတဲ့အရာကိုများတယ်လို့ကျွန်တော်ကတော့မမြင်ဘူးပေါ့နော်မမြင်စေချင်ဘူးဟိုတန်ရာတန်ကြီးတစ်ခုဆိုတာအရာရာတိုင်းမှာရှိရဲထိုက်တန်မှုဆိုတဲ့အရာကိုတန်ဖို့မထားဘဲနဲ့တော့ရမှာမဟုတ်ဘူးပေါ့နော်တချို့ဆိုကျွန်တော်လာမေးရဲ့ အင်းနဲ့ discount ပေးပါလားပေါ့နော်အဲဒါမှမဟုတ်လို့ရှိရင်ရောပတ်စံကို instrument နဲ့ twin လို့ရကျွန်တော်က discount လည်းမပေးဘူး instrument လည်းမရှိဘူးအဓိကဘာလဲဆိုတော့အဲ့လိုပေးလိုက်တဲ့ဟေးဆိုရင်တခြားသောလူတွေအတွက်ဖဲဖြစ်မှာမဟုတ်ဘူးပေါ့နော် equal chance ဖြစ်စေခြင်းနဲ့ပြီးတော့အဲ့လိုမျိုးဟိုလိုက်ရောပေးလိုက်ရင်လည်းလာတင်တဲ့ကလေးတွေရဲ့စိတ်ထဲမှာဒီပညာကိုပေါ့ပေါ့လေးထင်ပြီးတော့တန်ဖိုးမထားတော့လူဆိုတာကိုယ့်စီရ ဒီအရင်နေ့တခုစိုက်ထုတ်လိုက်ရတယ်ဆိုမှအားစိုက်မှုဆိုတာရှိလာမှာအဲ့လိုမျိုးမဟုတ်ဘဲနဲ့လာတင်တယ်ပြန်သွားလိုက်ပြန်လာလိုက်ဆိုလို့ရှိရင်အချိန်မဲကုန်သွားမယ်အလဟသက်ဖြစ်သွားလိမ့်မယ်အဲ့တော့ကျွန်တော်ကတကယ်လှူစားမယ်ပညာကိုလိုလိုလတ်လတ်ရှိရလူငယ်တွေကိုတော့ဖိတ်ခေါ်ပါတယ်ကျွန်တော်တင်တန်းတင်ပြီးတော့အခုဆိုရင်အနေနဲ့ရဲရဲမှအောင်မြင်နေတဲ့ကိုယ့်ရဲ့တပည့်သားသမီးရဲ့အများကြီးရှိရပေါ့နော်အဲ့အတွက်အဲ ်အပြောနဲ့တော့မလုတ်ချင်ဘူးကျွန်တော်လက်တွေ့ပဲလုတ်တတ်တယ်လို့ဆိုတော့လေဟိုသုံးသက်ပြီးတော့ကျွန်တော်ချစ်တယ်ကျွန်တော်ရဲ့ပညာကိုယုံကြည်တဲ့လာရောက်အနန္တဲ့ကလေးတွေတော့ကျွန်တော်အခုသင်ပေးဖြစ်မှာပါဟုတ်ဟိုးအရင်တည်းကပေါ့လွန်ခဲ့တဲ့15နှစ်ဝင်းကျင်ပေါ့15နှစ်16နှစ်လောက်တည်းကကျွန်တော်မိကအတန်းကိုသင်ပေးခဲ့တာပါဒါမဲ့အခုပေါ့ ကျွန်တော် Today Wedding Studio ဆိုပြီးတော့ကျွန်တော်ရဲ့တူဦးဒီကိုပိုင်လုပ်ငန်းလေးကိုတည်ထောင်ဖြစ်တာတော့အခုမှ6လလောက်ပဲရှိသေးရပါတော့အဲ့တော့ကိုပိုင် Wedding Studio လေးပြန်ဖွင့်ဖြစ်တဲ့အချိန်မှာတော့မိတ်ကတင်တဲ့ audi 2025ခုနှစ်ရဲ့ဒါပထမဦးဆုံးအပတ်စဉ်တင်တဲ့အနေနဲ့ကျွန်တော်ပြန်တင်ပေးမှာပါတင်ပေးတဲ့အခါကျတော့အဲခေါင်းစဉ်လေးကိုဘယ်လိုရွေးရင်ကောင်းမလဲလို့စဉ်းစားလိုက်တဲ့အခါကျတော့ချမ်းသာခြင်းမိတ်ကတင်ဆိုတဲ့ခေါင်းစဉ်လေးကိုကျွန်တော်သဘောကျတယ်စိတ်ထဲမှာလေးဟိုဖက်ခနဲဆိုထွက်လာအရင်စဉ်းစားလိုက်တာမို့ ဘာဖြစ်လို့ဒီကောင်းစဉ်လေးထွက်လာလဲဆိုတော့ကျွန်တော်ရဲ့ဘဝနဲ့နှိုင်းရှင်ပြီးတော့ပြောတာပေါ့နော်ကျွန်တော်ဒီအသက်အရွယ်40ဝန်းကျင်လောက်မှာပြည့်ပြည့်စုံစုံနဲ့အဲနေနိုင်တယ်မိဘကျေးဇူးဆက်နိုင်တယ်လူနာတိုင်းနိုင်တယ်ဆိုတဲ့အရာတွေကဒီမိတ်ကပ်ပညာရက်နဲ့ပဲကျွန်တော်ရက်တည်ခဲ့တာပါအခုဆိုလို့ရှိရင်ဟိုချမ်းသာမှုတစ်ခုပိုင်ဆိုင်နိုင်ခဲ့တာဒီပညာရက်ကြောင့်ပေါ့နော်အဲ့ဒါကြောင့်မို့လို့မိတ်ကပ်ဝါသနာကိုပါတဲ့ညီငယ်ညီမတွေအတွက်ဆိုလို့ရှိရင်လည်းချမ်းသာခြင်းတွေကိုလိုချင်တယ်ဆိုလို့ရှိရင်တော့ဒီပညာလေးကိုကျွန်တော်မျှဝေပေးခြင်းနဲ့အဲ့အတွက်ဒီကောင်းစဉ်လေးကိုရေးဖြစ်သွားတာ ဒီ back kit မှာလေးလာစရာတွေအများကြီးရှိပါတယ်ဟိုတင်တန်းနေလည်းအများကြီးရှိတယ်ပေါ့နော်အခုကျွန်တော်စီတင်တန်းလာအဲ့ရင်လည်းကျွန်တော်ကတေချာမေးတယ်ဒီပညာရပ်ကိုအတတ်မွေးဝမ်းကြောင်းအဖြစ်ပြန်လှူစားမှလားဆိုပြီးတော့မေးပါတယ်မဟုတ်လို့ရှိရင်လာမတက်နဲ့ပတ်စံကုန်နဲ့အချိန်ကုန်နဲ့ပေါ့နော်ဟိုကျွန်တော်ကလာပါလာပါဆိုရင်အတင်းဆွဲခေါ်နေတဲ့တင်တန်းစရာမဟုတ်ဘူး ကိုယ်စီလာတဲ့လူကိုလည်းအချိန်မကုန်စေခြင်းဘူးလမ်းမှန်ရောက်စေခြင်းနဲ့ပြီးတော့ဒီမိတ်ကပ်နဲ့လည်းအတန်ဝင်ဝဲချောင်းပြုတ်မယ်ဆိုတဲ့ညီငယ်ညီမတွေအတွက်ဆိုရင်တော့ကျွန်တော်အနည်း20နီးနီးလောက်ရရှိခဲ့တဲ့ကျွန်တော်ရဲ့ပညာတွေကိုဆရာစားမချမ်းပဲနဲ့အကောင်လုံးကိုသင်ပေးมาဖြစ်ပါတယ်အခုဒီသင်တန်းမှာဆိုလို့ရှိရင်မြန်မာသတို့သမီးတွေရဲ့ဒါစပင်မိတ်ကပ်ထုံးဖွဲ့မှုတွေလည်းပါမယ်ပြီးတော့ထိုင်းမှာအထက်စားနေတဲ့မိတ်ကပ် look လေးတွေကိုလည်းသင်ပေးมาဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်ကနိုင်ငံတကာနီးပေါ့เนาะသင်ယူညှိုးတာနဲ့အညီသင်ပေးมาလည်းဖြစ်တယ်အဲ့အတွက် တင်တန်းကာလာတော့တလားသတ်မှတ်ထားပါဗျ။လူရသိစင်ကြမိတ်ကပ်ပြင်တာနဲ့ချမ်းသာတာချမ်းသာပါဗျ။အဲ့တော့ဘယ်လောက်ထိချမ်းသာလဲဆိုတော့ကိုယ်ပိုင်အိမ်နဲ့နေနိုင်တယ်။အခုချိန်မှာနောက်ဆုံးပေါ်ကားစီးနိုင်တယ်။အဲ့အရာကြွားနေတာမဟုတ်ခင်ဗျ။ဟိုကျွန်တော်မကြွားတတ်ဘူးကျွန်တော်ဘယ်လောက်ရှိသေးဘယ်လောက်ချမ်းသာရပြောလို့တော့မရှိပါဘူး။ဒါအခုမေးလို့ပြောတာပေါ့နော်။အဲ့တော့အဓိကတော့ကျွန်တော်ဘဝမှာ ကိုမိဘကိုအသက်ထင်ရှားရှိတဲ့အချိန်မှာ လုံချင်းချမ်းနဲ့ဝမ်းနဲ့ထားပေးနိုင်ခဲ့တယ်အဲ့ဒါကျွန်တော်တို့ဗာနဲ့မှလဲလို့မရတဲ့ပီတိတစ်ခုပေါ့နော်ကျွန်တော်မိဘတွေကတာမန်အဲတာမန်မိသားစုဘဝလေးကနေကျွန်တော်ကြီးပြင်းခဲ့ရတဲ့အခါကျတော့အမေတို့ကတိုက်ခန်းမှနေခဲ့တဲ့အခါမှာတနေ့ပေါ့ကိုပတ်ဆက်ရှာနိုင်တဲ့နေ့စားလို့ရှိရင်အမေပြေကိုအချမ်းကြီးဝင်းနဲ့လုံချင်းအိမ်ကောင်းကောင်းလေးနဲ့ထားပေးမယ်ဆိုတော့ဒီရွယ်ချက်ကိုငငယ်လေးတည်းကစိတ်ကူးခဲ့တာ အဲ့တော့အဲ့စိတ်ကူးလေးကိုအကောင့်ထဲပေါ်နိုင်ခဲ့တာကဒီ make up ဇရာတယောက်အဖြစ် make up လိန်ချင်ရခဲ့တဲ့တမအာဇီဝကြတဲ့ train ဲစာလေးတွေနဲ့ပဲရက်တည်လာခဲ့တာဖြစ်တဲ့အကြောင်းမို့လို့ကျွန်တော်ကတော့ချမ်းသာခြင်း make up တင်ဆိုတဲ့ခေါင်းစဉ်ကတော့ကျွန်တော်ဘွားရဲ့ကိုတွေ့ပါပဲအဲ့တော့ညီငယ်ညီမငယ်အကုန်လုံးလည်းကိုမိဘကိုကျေးဇူးဆက်ခြင်းနဲ့ချမ်းချမ်းသာသာနဲ့နေခြင်းနဲ့လူတန်းစိတ်နေခြင်းနဲ့ဆိုလို့ရှိရင်တော့ဒီပညာလေးကိုအထင်မသေးပါနဲ့သင်ကြည့်ပါလို့ Today Wedding Studio မှာ ဘိတ်ကက်တင်နေတင်ကျင်နေဆိုလို့ရှိရင်เนาะကျွန်တော်အခုဒီ April လမှာလည်းတန်းခွဲတစ်ခုရှိပါတယ်ပြီးတော့ကျွန်တော်အဲမိုးရင်းမှာလည်းနောက်ထပ်တန်းခွဲတွေပြင်လဲအောင်မှာဖြစ်တဲ့အတွက်ကြောင့်မလို့လာရောက်ပြီးတော့တင်ကြားစီခြင်းပါတယ်တင်ကျင်တဲ့ညီငယ်ညီမတွေအကုန်လုံးကိုလည်းကိုရထားတဲ့ပညာတွေအကုန်လုံးကိုဆရာစားမဆန်ပဲနဲ့သင်ပေးမှာဖြစ်ပါတယ်